အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မိတာဤမဂဇင်းမှာစာရေးဆရာငိမ့်နိုင်ဘာသာပြန်ထားတဲ့ကញင်ပင်ဆိုတဲ့ဝတ္ထုတော်ကိုဖတ်ပြမှာဖြစ်ပါတယ်ကျွန်တော်ကတော့စာဖတ်သူမိုးစစ်တော်ပါကញင်ပင်ဤဝတ္ထုသည် အင်္ဂလိပ်အမျိုးသားစာရေးဆရာရေးတော်မြမမြေမြမဇက်ကောင်တို့ကိုဗဟုပြုထားသည်မြမအကြောင်းဝတ္ထုဖြစ်သည် ဂျေးသူအင်္ဂလိပ်အမျိုးသားစာရေးဆရာမ CJ Richard ဖြစ်သည် သူသည်မြန်မာနိုင်ငံတွင်နိုင်ငံဝန်ထမ်းအဖြစ် အမှုထမ်းရွက်ခဲ့ဘူးသည်မူရင်းဝတ္ထုမှာဒါကညင် tree ဖြစ်သည် သူ၏အတွေ့အခေါ်အယူဆတို့ကို လေ့လာနိုင်ရန်မြန်မာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်ငိမ့်နိုင်ယွာအရှိဘက်တော်ရန်ကကညင်မင်းကြီးဆိုရင် ရွာတဲကအာလုံတိကြသည် မြင်လဲမြင်ကြီးလဲကြီး၍အဋိကယအပင်ကြီးဖြစ်သည်ရွာရှိကလဲလံအတိုင်းလိုက်သွားပြီးတောဇက်ကနေ တခေါ်တာတာလောက်တောထဲဝင်သွားလျင်ကငင်ပင်ကြီးကိုရောက်သည်တောတန်းမြောက်ဖြစ်ရှိလေတော်များကလာသည့်လဲလံနှင့်ရွာကလာသည့်လဲလံနှစ်ခုကလည်းကငင်ပင်ကြီးအောက်တွင်စုံကြသည် ကရင်ပင်ကြီးမြင့်လိုက်သည်မှာတော့ပြောပွေရာမရှိ မိုးထိုးနေသည် ပင်လုံးကြီးမှာဖြောင်းဖြောင်းစင်စင်တဖြိုးတည်းတက်သွားသဖြင့်ကြောက်တန်ကြီးများလာအောင်မေးရသည် ထိတ်ဖြားရောက်မှအကိုင်းကြီးများကတဖက်တစ်ချက်ဖြာထွက်နေကြသည်ကိုင်းမကြီးများဆိုရင်တစ်ခုတစ်ခုအတောင်60ထက်မနည်းပေတောအုပ်အပေါ်ကို ထိုးထွက်ပြီးမမကြီးရနေသဖြင့် ကញင်ပင်ကြီးမှာတောအုပ်ကိုထီကြီးမိုးပေးသားတွေနဲ့တူလာသည်အလွန်မြင့်မားလာသည့်ကញင်ပင်ကြီးပေမို့တက်နိုင်သူလည်းမရှိသလောက်ပါပဲသို့သောကိုဖိုးရွှေတယောက်ဖြင့်တတ္တိအလွန်ကောင်း၍ခဲခဲကပ်ကပ်နဲ့ထိတ်ဖြားရောက်အောင်တက်နိုင်သည် ကိုဖိုးရွှေပထမဆုံးတက်သည်မှာရွာဦးเจ้าကဆရာတော်ဥပညာဝန်တနိဗ္ဗာန်ကျောင်း၁၂ပွဲကျင်းပစဉ်ကပြားရီရှာမြရ၍ တရခြင်းဖြစ်သည်ပြားများကလည်းခေါင်ထိခေါင်ပြားမှတက်ပြီးအုံဖွဲ့နေတတ်ကြသည်ဆရာတော်ပြန်တော်မူသည်မှာလည်းနှစ်ပေါင်းအတော်ကြာခဲ့ပြီကိုဘိုးရွှေတယောက်ကတော့နောက်နေ့များမှလည်းကငယ်ပင်ကြီးထိတ်ကိုတနေ့တစ်ခေါက်မှန်မှန်ရောက်အောင်တက်ပြီးပြားရည်စုခဲ့သည်ကငယ်ပင်ကြီးပင်လုံးကိုတေးသေးချာချာကြည့်လျင်စို့ကလေးများအစီအရီနဲ့ တတိတန်းကြီးရိုက်ထားသည်ကို တွေ့ရသည် ကိုဘိုးရွှေကငင်ပင်ကြီးဖစ်တက်နေသည့်အခါအဝေးကကြည့်လျင် မျော်စင်ကြီးဖစ်တက်နေသည်နှင့် အလွန်တူသည်ကငင်ပင်ကြီး၏ထိတ်တွင်ဘေးရန်ကင်း၍ငှက်ငယ်ကလေးများပျော်မွေ့ကြသည် ပစင်းထိုးငှက်တော်ငှက်ကြားကလေးများအပြင်အမောက်ထောင်ထောင်ကလေးနှင့်ဘီးတောင်ပိုကလေးများလည်းရှိသည်အကြသေးမီက ဂျိုးသိန်းတစ်စုံလာပြီးအတိုက်လုံနေကြသဖြင့်ငှက်ငယ်ကလေးများမှာဘေးရန်ကင်းရအရက်တို့ရှောင်းသိန်းသွားကြရလေသည်ကញင်ပင်ကြီးထိပ်ဖြားမှအဝေးကိုလှမ်းကြည့်လိုက်လျင်မန္တလေးမြို့မြောက်ဖက်စီကမိโกတလူလူနဲ့သွားနေသည့်မိအထားကလေးကိုပင်မြင်ရသည်ဝေးလွန်းလှ၍တခြားတကပါကို လမ်းမြော်ကြည့်နေရသည်နှင့်တူနေသည်ဟုကိုဘိုးရွှေကပြောမှုသည် ကញင်ပင်ထိပ်ဖြားရောက်လျင် ကိုဖိုးဆွေသည်တောင်တွေးမြောက်တွေးတွေးတတ်သည်မန္တလေးဖြစ်စီမျောကြည့်မိလျင်ထီအကြောင်းနန်းအကြောင်း တွေးမိသည်ဤအခါမျိုးတွင်တကြီးအိမ်ကမှန်နန်းရာဇဝင်စာအုပ်ကြီးကို ပြေးမြင်မိသည်စာအုပ်ကြီးကဖြင့်အောင်နှံဆုပ်ပြတ်နေပါပြီဘလူကဘလူပေါ်လာသည်မသိခန်းလမဲအနေဆရောက်တော်မူလိုသော ခုနှစ်ရက်တိုင်တိုင်ဘလူးသည် တိုင်းပြည်အလုံးကို ရေပြီးဤဆိုသောအပိုက်ခေါင်းထဲပေါ်လာသည်တပင်ဖျားကိုလေတိုးသောအခါကြားရသည့်အတန်သည်ဘလူးရေသာနှင့် တူသလိုလိုကိုဖိုးရွှေထင်မိသည်ကញင်ပင်ကြီးထိတ်တွင် ကိုဖိုးရွှေတယောက်တည်းဘလူးစိတ်ဝင်ကဘလူးတွေးတွေးနေတတ်သည် ကိုဖိုးရွှေသည်လူထူးလူဆန်းတယောက်ဖြစ်သည် ရွာသူရွာသားများကမူသူ့ကိုစာတတ်ပေတဲ့တယောက်လို့အတိအမှတ်ပြုထားကြသည် စင်စစ်ကိုဖိုးရွှေသည်တောသားတယောက်သာဖြစ်သည် သို့သောသူဤဥပရိယုတ်ကကောင်းသည်နရွေကြီးများကလည်းကားသည်နရွေကားလျင်ညံကောင်းသည်ဟု အများကပြောကြသည်ကញင်ပင်ကြီးဤအောက်ခြေတွင်မူမြစ်ပြင်းကြီးများသည်အရက်လေးမြင့်နှင့်နာဖြန့်၍မြေပြင်ကိုကုတ်တွယ်ထားကြသည်မှာ မန်ထနေသည့်မွေကြီးများနှင့်အလွန်တူသည်အမြင့်ဆုံများခွနေသည့်နေရာများတွင် မကြာမကြာဆိုသလိုမိကျွန်းမိကြံကလေးများနှင့်ထင်းစမိသွေးစကလေးများကို တွေ့ရသည်ငါကြောင်သာဝါခုတ်သမားတော်လေသွားသူများထမင်းချက်စားကြသည့်နေရာကလေးများဖြစ်သည်အပင်ခြေရင်တဝိုက်တွင်ခြုံနယ်ပိတ်ပေါင်းတို့ဖြင့်ပြည်နေသည်လဲလန်းတလျှောက်တွင်လည်း ဘေးတစ်ဖက်တစ်ချက်တွေနဘူးပင် စိတ်နာပါပင်ရွှေတတိုင်းပင်တွေကအပြည့်အနှစ်ပေါက်နေ၍နိုင်ရန်ကြီးများကာယံထားတကဲ့သို့ဖြစ်နေသည်ဝေးဝေးလန်လန်လန်းကြီး၍လည်းမမြင်ရသည်မြောက်ဘက်သွားသည့်လဲလန်အတိုင်းလိုက်သွားပါမူအတော်လေးရှောက်မိလျင်တပင်များအကြားမှတော်တံမြောက်ဘက်ရှိလေခွင်းများကိုမြင်ရသည်လေခွင်းအလုံးဤအစွန်း၌ ပိုပိုးရွှေဤလေကွက်ကလေးကိုတစ်ပင်များအကြားတွင်ခက်ရေးရေးမြင်ရသည် လူသူလေးပါအရောက်အပေါက်နေသည့်လေကွက်ဖြစ်သည် သို့သော မြေနှင့်မြေစေးဖြစ်၍မြေစီမြေသားကောင်းသည်ဘေးပတ်လေကတောင်များတက်တော်များနှင့်စိမ့်လန်းဆူပြီလာသည်စဘာမဲသည့်အခါတွင် ရွှေရောင်ဝင်းနေသည့်စပနံကြီးများမှာမြွတ်နေအောင်တီးသည့်ဖြင့် ကြည်၍အလွန်ကောင်းသည်ဤဝေးလံလှသည့်လေရောဂမှဇောလနှင့်ဖိုးကောက်တို့ကပိုဖိုးရွှေ၏နွားတရှင်းကိုခိုးသွားကြသည်ပြီးတော့ဤကင်ညင်ပင်ကြီးအောက်ကိုမှငွေတရာလာပို့ရမည်ဟုမှားလိုက်သေးသည်ညနေတွင်ကင်ညင်ပင်ကြီး၏မြောက်ဘက်က အမြင့်ဆုံကြီးထဲတွင် ထားခဲ့ရမည်လာမပို့လေနွားများကို အဆုံးစီရင်မည်ဟု စာနှင့်အကြောင်းကြားလိုက်သည်။နွားပြန်ပေးကလည်းငွေတရာတောင်ပင်ပေးရမည်။သို့သောများသည့်မဆိုနိုင်ပါ။နွားတွေကလည်းနွားကောင်းများဖြစ်၍300မကတန်သည်။ဝလဲဝတန်လဲတန်ခြေစံလက်စံကလည်းကောင်းသည်။တကောင်ကနွားပြညူတကောင်ကစာဥပြောက်ဖြစ်သည်။ယခုဆိုရင်နွားနှစ်ကောင်မှာခရီးတစ်တိုင်ကြော်ကြော်ဝေးသည် ရှိုကြီးတဲ့ရောက်နေကြပြီ၎င်းရှိုကြီးတဲ့ကိုရောက်ဘူးပေါက်ဘူးသူလည်းမရှိကြပေငွေလိမ်မွေကောက်ဝင်ကဘာလိုဝင်သွားရသည် ရှိုကြီးကနေရတဲ့အထဲတပည့်များကနေပြောက်မထိုးလောက်အောင်မိုးနေသဖြင့်နေအခါမှာပင်မှောင်နှဲမဲမဲဖြစ်နေသည်ရှိုကြီး၏ထိတ်ဝတွင်လည်းကြောက်လုံးကြီးတစ်လုံးကပိတ်နေသေးသည်စောလာသည်ငွေတောင်းစာကိုကိုယ်တိုင်မရေးချေ စောလာဒီလောက်လဲမမိုက်ပါစောလာဤလက်ရည်ကို ရွာတဲကညင်ဘူးဖတ်ဘူးသူနဲပါသည်သူကိုယ်တိုင်ကလည်းစာရေးလေးမရှိပါတို့တော့ပို၍စိတ်ချရလေအောင်နေစာကိုအရေးခိုင်းသည် နေစာဤလက်ရည်ကိုမိသူမြမတိကြချေနေစာကိုလည်းတိသူအလွန်နဲသည် နေစာမှာကိုအောင်နေဤသူလက်တရင်ငါတယောက်ဖြစ်သည် ခြေသလုံးအိမ်တိုင်းနေရာအတိတကျရှိသူမဟုတ်တနွေကုန်လျင် တရွာရွေသွားပြီးတမိုးကျလျင် တလဲပြောင်းထွန်သည့်လူစားဖြစ်သည်နေစာကလည်းစာရေးပေးရန် သဘောတူသည်ပြန်ပေးငွေရလျင်နေစာလည်းငါးချက်မျိုး30မျိုးရမည်ဟု ပြောထားသည်နေစာအဖို့ငါးချက်30ဆိုသောငွေသည်နဲလာသည် မဟုတ်ပေစောလာသည် ကញင်ပင်ကြီးအနီးချုံမုတ်ထဲတွင်ဝတ်ပြီးကញင်ပင်ကြီးကိုစောင့်ကြည့်နေသည်မှာ နေမွန်းတိန်းဆကလေးကဖြစ်သည်ဖိုးကောက်ကမူရှို့ထဲတွင်နွားများကိုစောင့်နေရသည်စောလာမှာစောင့်နေရသည်မှာကြာလာပြီးဖြစ်၍ဝန်းတဲကလည်းစာနေလေပြီဖိုးကောက်တယောက်ညနေစာမှချက်သားပါမလားဟု တွေးပြီးပူရသေး၏စောလာက ဖိုးကောက်ကိုငွေယူရန်အဆောင်ခိုင်းနေသည်သို့သောဖိုးကောက်ကိုမယုံရခဲ့ယုံရခဲ့ဖြစ်နေသည် ဖိုးကောက်သည်တကူးငတ်တပြားလိုတစ္ဆာတရားထားနိုင်ပါမည်လားစောလာနှင့် ဖိုးကောက်အဖို့ဤအကျင့်သည်ပထမအကျင့်ကိုခြင်းဖြစ်သည် သူတို့နှစ်ယောက်စလုံးတကားမြခိုးဘူးခိုးစားမရှိကြပေစောလာကကိုဘိုးရွှေကိုမျောနေသည် ကိုဘိုးရွှေနဲ့ကိုတိုင်မလာနိုင်လဲ တယောက်ယောက်လွတ်လိုက်ရောပေါ်ဟု တွေးနေသည်နေဝင်ရိုးရီအချိန်တွင်စောလာတယောက်ထဲမနေလို အထူးသဖြင့်ဤကငင်ပကြီးနားတွင်ပို့ပြီးမနေလိုနွားရိုင်းသိမ့်ကျင်ဆိုသည်မှာမကောင်းဆိုးဝါးကျက်စားသည့်အချိန်ဖြစ်သည် တနေ့ကပင်ရွာထဲကမိမတယောက်တော်တဲ့ကထင်းခွေအပြန်မိုးချို့သွား၍ဤကငင်ပင်ကြီးအနာကအစိမ့်ပစ်လိုက်သည်ဟု ကြားလိုက်ရသည် ။ပဝင်းကျင်ကလည်းတိတ်ဆိတ်လွန်းလာသည်။ဝေးလံသည့်အရက်စီမှတောကောင်တို့၏အတန်များပင် ကြားနေရသည်။နေခင်းကနေပူထားသဖြင့်တဖြောက်ဖြောက်နှင့်ကញင်သည်များကွဲသည့်အတန်လည်းကြားရသည်။လေးတိုက်တိုင်းတကြီးကြီးမိနေသည့်ဝါးကျိတ်တန်များကလည်းလူနာညီးနေသည်နှင့်တူသည်တောချစ်ကလေးများအစာရှာနေကြရာမှတစ်ချစ်တစ်ချစ်အစာရစ်လိုက်လျင်ကြောက်ခဲကလေးများလွန်သွားပြီ တရွေ့ချောက်ကလေးများပေါ်ကြာသည့်အတန်လဲကြာရသည်တတောက်တောက်နှင့်တပင်ကိုဖောက်နေသည့်တတောင်ကြီး၏အတန်လဲခက်လန်းလမ်းမှကြာနေရသည် နေအောင်ကြီးများလဲတပြေးပြေးကြာသွားပြီဖြစ်သည်ဖြင့်တောကြီးကခြုံစားများတွင် အမောင်ရိပ်တန်းလာလေပြီတပင်တို့၏ထိပ်ပိုင်းလောက်သာ နေအောင်ရတော့သည် အခြားတပင်များထက်နှစ်ဆလောက်မြင့်သောကငင်ပင်ကြီးသာလျှင်ကောင်းကင်ထက်တွင် နေအောင်ကြီးများနဲ့ဝင်းဝင်းပပလှနေသေးသည်စောလာတယောက်မှမူခြုံွယ်တွင်တိတ်တိတ်ဆိတ်ဆိတ်နှင့်တယောက်တည်းအတွေးကျယ်ပြီးတောကများနေရသည်တကယ်လို့များဒီညနေငွေလာမပေးလျင်နွားတွေကိုဘလို့လောက်ရပါမလဲအရှင်မဲထားရကောင်းမလားတောထဲမှာပဲအမဲပေါ်ရကောင်းမလားအရှင်ရောင်းရံကိစ္စကလည်းမလွယ်တရက်တရွာသွားရောင်းရမည် တရက်တရွာရောက်အောင်နွားတွေကိုဆွဲသွားဖို့ကလည်းနေကင်းနေခါဆွဲသွား၍မဖြစ်ညမသာထွက်ရမည်လေခွင်းအတန်တန်ဖြတ်ချောင်းမြောင်းအထွေတွေကိုကြော်ပြီးတွားရအောင်မည်တရက်တရွာကလူစိမ့်တစိမ့်နွားလာရောက်လျင်တကြီးလုံသူများကမယုံသင်္ကာရှိတတ်ပါပြီနဲ့ခက်လာပါသည် လေသမားကိုင်းသမားများကလည်းနွားနှင်းဖြစ်ပြီးနေသူများဖြစ်၍ နွားမြင်လျင်မှတ်မိကြသည်နွားသာမကနွားရှင်ကိုလည်းတိကြသည်ဤတို့ပင်မိကုံမဆုံမိုးမဆုံတွေးပြီးစိတ်ပူနေလေသည်အရေးထဲမှဆေးလိတ်ကလည်းတောက်ချင်လာသည်အတန်တကုကြားလိုက်ရသည်စောလာနားစွန့်ပြီးနေသည်ကញင်ပင်ကြီးစီဥတိုက်လာနေသောခြေတံဖြစ်သည်အင်းတယောက်ယောက်တော့လာနေလေပြီစောလာသည်ခြုံပုတ်ကြားကတတိနှင့်ချောင်းကြည့်နေသည် မကြာမီပဲအရေးတစ်ခုပေါ်လာသည်။အော်မိမတယောက်ပါလား။ဟင်းသူ့ကိုစောလာသူ့ကိုချက်ချင်းသိသည်။ကိုဖိုးရွှေဤသူမမတ်စိန်တင်ဖြစ်သည်။စောလာမမျော်လင့်ဆုံး လူတယောက်ဖြစ်သည်။မတ်စိန်တင်ကလည်းကငယ်ပင်ကြီးစီတို့တန်တန်မတ်မတ်လာနေတော့သည်။စောလာလည်းစူးစူးဆိုက်ဆိုက်ကြည့်နေသည်။ကငယ်ပင်အောက်ရောက်လျင်မတ်စိန်တင်ရက်လိုက်ပြီးပဝင်းကျင်ကို လက်ပတ်ကြည့်လိုက်သည်ပြီးမှနဘူးကြုံနားမှရက်ကာကိုစောလာကိုစောလာဟု တုံတုံရင်ရင်နဲ့ခေါ်လိုက်သည်စောလာကပြန်၍မထူးကြိတ်မစိန်တင်ငွေသာထားခဲ့ပြီးပြန်သွားပါစေဟုစောလာစိတ်ထဲကဆူတောင်းနေသည်စောလာပုန်းနေသည့်နေရာနာကိုမှမစိန်တင်ကလာရက်မိရက်သားကြုံနေရသဖြင့်မစိန်တင်၏မျက်နာကို စောလကွဲကွဲပြားပြားမြင်ရသည်မစိန်တဲမှာစိတ်ရှုပ်ပြီးအတော်ကြောက်ရွံ့နေပုံရသည် လုံးကြီးအပြာလေးနဲ့အင်ကြီးပါကလေးကိုဝတ်ထားသော မဆိန်တင်ဤကိုလုံးလေးမှာတင်းတင်းရင်ရင်ရှိလာသည်အင်ကြီးပါအတွင်းကညိုစိမ့်စိမ့်အသားကလေးကိုလည်းမြင်ရသည်သပင်ကလေးများကလည်းကပိုးကလျိုရော့ရော့လေးနောက်တွဲထုံထားသဖြင့်ဇဒုံကလေးမှာ ဂုတ်ပေါ်တွင်ဝဲနေသည်စပယ်ကုံကလေးကလည်းစတုံးမေးတွင်ကျော်ရဲရဲတွဲကြနေသည်ကိုစောလာကိုစောလာနှင့်မတ်စိန်တင်ကတကြောကြောခေါ်နေတော့သည်စောလာလည်းရုတ်တရက်ခြုံထဲမှထွက်ပြီးမတ်စိန်တင်ရှိရာသို့ လာခဲ့သည်စောလာလာသည်ကိုမြင်လျင်ရှိဝေနေသည့်မတ်စိန်တင်၏မျက်နာကလေးမှာအားတက်သွားပြီးရဲရဲကလေးပြုံးလိုက်သည် ်ထိုအပြုံးကလေးကိုစောလာကောင်းကောင်းမှတ်မိသည်စောလာကအနာကတ်သွားပြီးစိန်တင်ရဲ့နစ်နေဘာလာလို့ရတာလဲတကယ်လူတွေပါပဲကွာဟုညင်းညင်းညူညူပြောလိုက်သည် မစိန်တင်သည်စောလာရှိတက်တက်ရှိတမြင့်ဘေးတွင် ကျုံကျုံကလေးထိုင်ချလိုက်သည်စောလာလည်းမစိန်တင်ရှိတွင်စောင်းကြောင်ထိုင်လိုက်ပြီးဘာတော်ဟနေဟာကလည်း ဘာလုံးလာရတာလဲဒါကလူတွေကလည်းတကယ်လူတွေပါပဲကွာဟုထပ်ပြီးညီးလိုက်ပြန်သည်ဦးလေးကလွတ်လိုက်လို့လာရတာပေါ့ဟုမဆိုင်တင်ကရိုးရိုးလေးပြန်ပြောလိုက်သည်ငါကနင်းကိုလွတ်လိုက်မယ်လို့နည်းနည်းမှမထင်ဘူးကိုဖိုးရွှေကဘာလို့မလာရတာလဲသူ့သားကရောဘာဖြစ်နေလို့လဲဟုစောလာကမကြေမနက်နဲ့မေးလေသည်ဦးလေးကိုဖိုးရွှေကလည်းနေမကောင်းဘူးတော့ သူ့သားကလည်းတခြားသွားနေတယ်။ဒီတော့ဦးလေးဖိုးရွှေကအမေစီလာပြီးပြောတယ်။ကျမသွားပေးပါတဲ့။ဒါကြောင့်မို့လာခဲ့ရတာ။နင်ကငါ့ကိုဘာလို့ခေါ်ရတာလဲ။ငါဒီမှာရှိတယ်ဆိုတာနင်ဘယ်လိုလုပ်သိသလဲ။စောလာကမေးလိုက်ပြန်သည်။ကိုစောလာရဲ့တော်ဟာလေးခိုးလဲခိုးကျင်နေအားလိုက်တာလေလွန်ရော။မစိန်တင်ကပြုံးစီစီနဲ့ပြန်ပြောလိုက်သည်။စောလာသည်ဘာမှပြန်မပြောတော့ပဲ။ မဆိုင်တင်ဤမျိုးလုံးများကိုစိုက်ကြည့်နေသည်မဆိုင်တင်ဤမျိုးလုံးကလေးများမှာဝိုင်းပြီးမြစ်တောင်ကော့ကလေးနှင့်ဖြစ်သည်သို့သောမဆိုင်တင်ဤမျိုးလုံးများမှာလေးလေးနက်နက်တွေးတောနေသည့်အမူအရာကို ဖော်ပြနေသည်စောလာဤမျိုးလုံးများသည်မဆိုင်တင်ဤမျက်နှာပေါ်မှနေ၍ပကုံးသားများမှတဆင့်ရင်သားများစီသို့ဝဲ၍သွားတော်သည်ရင်သားများကလည်း အတွန်းခံအင်ဂျီအတွန်းဝဲပြည့်ဖြိုးတင်းကျပ်၍နေသည်မဆိုင်တင်က ရုတ်တရက်ကျုပ်ငွေယူလာတဲ့တရားတော်ဟု ပြောလိုက်သည်ကဲယူပါတော့ကျုပ်မုံမချုပ်ခင်ပြန်ရအောင်မယ်ကျုပ်ညီမလေးစိတ်မြရဲ့တောစမှာတယောက်တည်းစောင့်နေရခဲ့ရတယ်ကောင်မလေးကြောက်နေလိမ့်မယ်နေပြန်ကြတော့သာနှွားတွေကိုဥလေးကိုဖို့ရွှေလဲတော့ဆစ်ဆက်ပို့လိုက်ပါတော့ငါနေ့စီကပတ်စံယူရမှာ ရှစ်တယ်ဟာစောလာက အတန်ကြာမှအိယာကလန်နိုးသည့်လူတယောက်လိုငေးကြောင်ကြောင်နှင့်ပြောလိုက်သည်ယူပါကိုစောလာရဲ့ယူပါငါခိုးတယ်လို့သူတို့ဘလို့လို့သိလဲစောလာက ရုတ်တရက်ပြန်မေးလိုက်သည်ကိုအောင်နှင့်ရဲ့တူတဲ့တော်ရဲ့တကြီးကိုလာပြောတယ်ဒီတော့တကြီးကဦးလေးကိုဘိုးရွှေကိုခေါ်ပြောပြီးဦးလေးကိုဘိုးရွှေနဲ့ကိုအောင်နဲ့တူနဲ့ပြောကြတာပဲဦးလေးကိုဘိုးရွှေက ကိုအောင်နဲ့တူကိုပတ်စံပေးတယ်နဲ့တူပါရဲ့ဒါကြောင့်သူတို့တိတာပေါ့ကဲတော်ပတ်စံသာယူလိုက်ပါအားလုံးအစဉ်ပြေလိမ့်မယ်ဦးလေးကိုဘိုးရွှေကလည်းအမှုမလုပ်ပါဘူးတဲ့ငါမယူခြင်းဘူးငါရှိတယ်ပြီးတော့ဘလို့အကြံနဲ့မမ်းမမသိပဲဘလို့အကြံရမှလဲတော့တော်တခါကပြောဘူးတယ်မို့လားကျုပ်စိတ်ကိုတော်တိတယ်ဆိုမစိန်တင်ကထပ်၍ပြောလိုက်ပြန်သည် စောလာသည်မဆိုင်တင်ဤမျက်နာကိုတစ်ချက်လှမ်းကြည့်လိုက်ပြန်သည်အသားရည်ကလည်းနူးညံ့ပြီးနှာခမ်းကလေးများကပြည့်ပြည့်တင်တင် ရှိလာသည်မြကုံးမွေးလေးများကိုလည်းတန်းနေအောင်ဆွဲထားသေးသည်ရှင်နှကွင်းနှစ်ခုကလည်းဝင်းနေသည် နင်းစိတ်ကိုငါဘယ်နဲ့လို့သိနိုင်မှာလဲအခုကောနင်းကငါကယုံလို့ဖြစ်မှာလားလွန်ခဲ့သောဆယ်နှစ်ခန့်ကစောလာတွေ့ရသည့်မဆိုင်တင်နှင့် ယခုတွေ့ရသည့်မတ်စိန်တင်မှာလုံးဝမတူတော့ကြီစောလာသည်မတ်စိန်တင်နှင့်နွားတူကြောင်းခဲ့သည်ဒွားပြင်ဘက်ကနွားစကြစ်တွင်ပြေးလိုက်လွားလိုက်ကစားလိုက်ရံဖြစ်လိုက်နှင့်ပျော်ပျော်ပါးပါးနေခဲ့ကြသည်နောက်ဆုံးတွင်မတ်စိန်တင်ကိုစောလာချစ်မိသည်သို့သောစောလာ၏မိဘများက သူတို့နှစ်ဦးကြားတွင်တတိုင်းတပွဲဖြစ်နေသည် စောလာကို လူရည်တတ်သမီးတယောက်နဲ့ပေးစားရန်စောလာမိဘများကစိုင်းပြင်းကြသည်စောလာကမူသဘောမကျလာတော့လဲမိဘစကားနားထောင်မမိဆိုပြီးမဆိုင်တင်နဲ့အဆက်အသွယ်ဖြတ်ခဲ့သည်စိတ်မပါဘဲနဲ့လူရည်တတ်အိမ်သို့ဝငဲ့ထွက်ခဲ့လူပြိုလှဲ့ခဲ့သည်စောလာအဖို့မိမိပျော့ပျော့နဲ့အချိန်ကုန်မှန်းမသိကုန်သွားခဲ့သည်ကဲယူပါတော့မိုးချုပ်နေပြီ။ ကျုပ်ပြန်ရအောင်မယ်ပြောပြောဆိုဆိုနဲ့မဆိုင်တင်သည် အတွန်းခံအင်ဂျီအိတ်အတွင်း၌ပြီးငွေစက်ကိုတထက်ကိုထုတ်ရင်းဟောဒီမှာတရားတော်တရားရေအုံးဟုပြောလိုက်သည်စောလာမှာမူတွေးလစ်စမပြတ်သေးကြီးသူမဆိုင်တင်ထံဒုတိယအကြိမ်ခြေဦးလဲခဲ့ပြန်သည်သို့တော်မဆိုင်တင်ကပြစ်ပြစ်ခါခါပြောလို့လိုက်၍တယောက်နဲ့တယောက်အတော်လေးစကားများလိုက်ကြသေးသည် ေါသနှင့်မို့ပြောတော့ငါပြောခဲ့ကြတော့လဲအမတ်မထင်မေးပြောက်ထားလိုက်ကြသည်သို့တော့စောလာတယောက်တခြားရွာကိုကောက်ရိပ်လိုက်သွားတော့သည်တနွေကုန်၍နောက်တမိုးကြတော့လဲစောလာပြန်မလာကြစောလာရင်ထဲတွင်ခြင်ပေါက်နေသည်ဒေါသဖြစ်လိုက်လွမ်းလိုက်ဆွေးလိုက်တွေးလိုက်နဲ့အတော်အနေရခက်နေသည်တခါတခါမေးပြောက်ပြည့်ရန်စူးစမ်းသည်သို့တော့ဖြောက်ဖြစ်၍မရ စိတ်နာတော့နာနေသည်ဘာကိုစိတ်နာနေသည်လဲသူကိုယ်တိုင်အစဖော်မရကြည်ယခုမူစောလာတယောက်နွားတကူဖြစ်နေကြပြီသူများနွားသာ သွားကိုးခဲ့ရသည် အခြေအနေက အမျက်ထွက်ဖို့တဲမမြင်ငါနှင်းစီကပတ်ဆက်ယူလို့မဖြစ်ပါဘူးငါရှစ်တယ်စောလာသည်ထို့သူပြောနေစဉ်တွင် မစိန်တင်နှင့်မျက်စိချင်းမစုံမိရန်တောပစ်ကို ငေးကြည့်နေသည် တောတွင်းက တတောင်ငဲ့ကလေးကလည်းတတောက်တောက်နဲ့ခောက်နေတုံးပဲတနေကုန်တနေကမနာရန်ခောက်နေတော့လဲမမောနိုင်နေပြီယူပါတော့ပြောပြောဆိုဆိုနဲ့မဆိုင်တင်သည်ငွေစစ်ကူထပ်ကိုစောလာရှိတွင်ခြာပေးလိုက်သည်ရုတ်တရက်စောလာလက်ကမဆိုင်တင်လက်ကိုဖမ်းဆွဲလိုက်သည်ဖြင့်ငွေစစ်ကူများ ပြန်ကျဲသွားတော့သည်မဆိုင်တင်လည်းအံ့အားသင့်ပြီး စောလာကို ငေးကြည့်နေလေသည်မစိန်တင်ဤမျက်လုံးအိမ်များတွင်မျက်ရည်များဝဲလာပြီးပားပြင်ပေါ်သို့မျက်ရည်ပေါက်ကြီးများတိမ်ဆင်းလာတော့သည်ယူပါလှကလေးရဲ့မစိန်တင်ကငိုတန်ပါကြီးနှင့်ပြောလိုက်သည်ငယ်စဉ်ကပဲမစိန်တင်ကစောလာကိုလှကလေးဟုခေါ်ခဲ့သည်စောလာသည်မစိန်တင်အနားသို့ကပ်သွားပြီးမစိန်တင်တကူလုံးကိုဖက်ထားလိုက်သည် ပါပြင်မပေါန်တာနှံ့ကလေးကလည်းမွေးနေသည်မဆိုင်တဲ့နင့်ကုံကချစ်တယ်အမြဲပဲချစ်တယ်အပြစ်ကငါအမိန်နဲ့နင့်အဖေအပြစ်ငါလေမြမေကိုမယူခြင်းဘူးဟာ အလကားဝတ်မကြီးနင်ပါတိလေကျုပ်ဘာမှမသိဘူးတော်ကျုပ်ပြစ်ပြီးထွက်သွားတာပဲသိတယ်ငါလေနင့်ကိုဘယ်တော့မှမမေ့ဘူးကျုပ်လဲတူတူပါပဲကိုစောလာရဲ့ မစိန်တင်လဲစောလာကို တွန်းဖယ်ပြစ်ပြီးငိုပါတော့သည်။အိုးကျုပ်ဘာတွေလုပ်ခဲ့မိမှမသိဘူးလကလေးရဲ့ကျုပ်မားပြီကျုပ်မားပြီကျုပ်လကလေးကိုတက်စာဖောက်မိပြီသူတို့စောင့်နေကြတယ်ကျုပ်တို့စကားပြောနေတုန်းတောင်ဝိုင်းထားကြပြီထင်တယ်မြန်မြန်ပြေးပါလကလေးရဲ့ပြေးနိုင်ရင်လွတ်ပါသေးတယ်သူတို့6ယောက်9ယောက်ထက်မပိုပါဘူးဒါပေမဲ့သူတို့ဘယ်နေရာမှာပုန်းနေကြလဲတော့မသိဘူး ခုပြေးခုပြေးပြောပြောဆိုဆိုနဲ့စောလာကိုတွန်းလွတ်နေသည်နင်တော့ကသူတို့ကနင့်ကိုဘယ်နဲ့လောက်ကြမှာတော့အိုးကျုပ်အတွက်ဂယုဆိုင်မနေနဲ့တော်သာလွတ်အောင်ပြေး သူတို့ကျုပ်ကိုတစ်တေခံဖို့အတင်းအဓမ္မမခိုင်းနိုင်ပါဘူးကိုအောင်နှစ်တူပြောတာကိုလည်းယုံမင်းကယုံမှာမဟုတ်ပါဘူးနင့်ပြန်ကြတော့သာနွားတွေကိုပို့လိုက်တော်ဖိုးကောက်ကိုနိုင်တယ်မို့လားဖိုးကောက်ကိုအမှုမလုပ်ဘူးလို့ပြောလိုက် ကဲပြီးပြီးသူတို့ကကျုပ်ကိုအချစ်ပေးဖို့မှထားတယ်သူတို့စောင့်နေကြတယ်စောလာသည်မဆိုင်တင်ကို ကြက်ကြက်ပါအောင်ဖက်ထားပြီးမိသွားလို့ထောင်ကျရင်ဘယ်နဲ့လုံးမလဲကျုပ်စောင့်နေမယ်တော့စောင့်နေမယ်အခုလဲစောင့်ခဲ့ရတာကြာပြီမို့လားထို့နောက်စောလာသည်ကငင်မင်းအောက်မှပြေးထွက်ပြီးတမင်ကလေးလိုနဘူးဂျုံကိုလွှာကနေတအားခုန်လိုက်သည်စောလာပြေးသည်နှင့်တပြိုင်နက်တည်း ခြုံထဲမှ လူနှစ်ယောက်ပုံထွက်လာပြီးတယောက်ကစောလာရှိကဒုံနဲ့ထိုးခံလိုက်သဖြင့်စောလာမှာကာကနယ်မြေပေါ်သို့ကျသွားတော့သည်တယောက်မှာကိုဖိုးရွှေဤသားဖြစ်သည် ခွေးမသားနေတော့ဒါဆိုရင်တနစ်ခွဲပေါ့ကွာပြောပြောဆိုဆိုနံဘေးပိတ်ခံလိုက်သည်တနစ်ခွဲရုံးမင်းကစိတ်မထင်နှစ်နှစ်တောင်ချနိုင်တယ်ကွာ ပြောပြောဆိုဆိုနဲ့တကြီးလဲပြေးထွက်လာသည် ကញင်ပင်ကြီးဤထိပ်ပြားတွင် နေဤနောက်ဆုံးရောင်ချီများလဲပွေစားပြုလီပြီကញင်ပင်ခြေရင်းတွင်စောလာဤလက်နှစ်ဖက်ကို သူတို့ကျိုးနှင့်တုံနေကြလေသည် သူတို့ဆွဲခေါ်သွားစဉ်နှစ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 ်တော့ဘာရေးလဲကွထိုက်ထိုက်တန်တန်ကြီးခံလိုက်မယ်ဟေ့ဟူသောစောလာဤအတန်ကိုကြားလိုက်ရပါသေးသည်ငြိမ့်နိုင်